ပြင်းတော့မပြင်းစင်ရသေးဘူးရှူဂျူဂျူဖောင်တွေတော့ရောင်းနေပါပြီရုပ်ရှင်စီယုံပါလေဒီဇင်ဘာ9ရက်နေ့ဆိုပြိမယ်လို့လည်းကြားပါတယ်အဲ့လိုဆန်နှုံးကတော့ဒီလိုပါပဲသိဆောင်ဖြစ်ရမယ်ဆိုတော့ခြေကံပေါ်မှာသွားတာပါရှူဂျူဂျူလေးဖြစ်ရမယ်အကုန်လုံးအထွက်ရှင်ရှိနေမှာပေါ့အဲ့လိုမျိုးကခြားပြတ်လို့ရှင်အကုန်လုံးကနတ်သမီးနတ်သားလို့လှနေရမှာပေါ့ဗျာရှူရှူဂျူကနေပြီးတော့မင်းနတ်သမီးဖြစ်သွားလို့လည်းအများကြီးရှိတာ哦အဲ့လိုဆိုတော့အဲသူတို့လည်းအဲလီဂယ်တစ်ထစ်ပေါ့ ပြီးတော့ဒီမှာရွေးချယ်ခံရရင်တရားတိုင်တွေရှိရအတုပညာအတွေ့အကြုံတွေအများကြီးရရှိမယ်အတုပညာပညာရဲ့အများကြီးရရှိမယ်ဆိုတဲ့စိတ်နဲ့လာရောက်ဝင်ပြန်ခြင်းဖြစ်ပါလိမ့်ရှင်။အာဒါတော့ cloud 7ကပေါ့နော်။ cloud 7ကညီလေးတွေကသူတို့ ITA တွေအစ်တီသူမွေးထုတ်ခြင်းနဲ့ပေါ့။သူတို့မွေးထုတ်ခြင်းနဲ့ဆိုဆန္ဒရှိတဲ့အတွက်သူတို့သူရဲ့ဆန္ဒတိုင်းပေါ်ကိုရောဝိုင်းဝိုင်းမိကူညီပြီးတော့ယူချေပေးတာပေါ့နော်။ဒီမှာအနုပညာပတ်သက်ကြီးရဲ့ရည်ရည်ရှိရလေ။အဲသူဟိုပါပေါ့ရုပ်ရှင် ဇလန်းတွဲဇလန်းတူအဲ့လိုပြောပါအဲ့လိုကြီးသူတို့ operation နေတယ်သူထုတ်ခုရှိတယ်အဲ့ကြောင့်မို့လို့သူဆောင်မွေးတာပေါ့နော်မွေးတာပေါ့သူဆောင်မွေးတာကျွန်တော်တတ်ဆွမ်းနေဒါကျွန်တော်ရဲ့ character ကြီးကျွန်တော်ရဲ့ talent တွေကို depression နဲ့ပူးပေါင်းပြီးတော့အပြန်နဲ့ခြားပြခြင်းတွေအတွက်ကြောင့်ကျွန်တော်ဒီ cloud 7နဲ့လာရောက်တဲ့တွေ့ရတယ်ဖြစ်ပါ ဟိုကိုရောကတော့ဟိုဘောလူရွေးချယ်တဲ့နေရာမှာတော့နည်းနည်းတော့ဟိုရွေးချယ်နေကြလည်းဖြစ်သွားတာပေါ့နော်ဥပမာဒီလူပွဲမဟုတ်တော့အမြင်နဲ့နှစ်တိုင်းယူတိကြတော့ရွှေကျူရှိတာပေါ့အဲအဲ့လိုယူတိကြဆိုတော့အဲရွှေကျူရွေးတဲ့အခါမှာလည်းစံစံနှုံးထားတဲ့ဒီမှာယူတဲ့စံနှုံးထားတဲ့နည်းနည်းခက်စင်စင်ပါပဲဘာလို့ဆိုအာသူဆောင်ကောင်းဖြစ်ရမယ်အဲဆွဲဆောင်မှုရှိရမယ်အဲအိုက်တာကောင်းတယောက်ဖြစ်ရမယ်ဆိုတဲ့အနေထားမျိုးစီးမင်းပေါ်မှာရွေးချယ်ကြတာဆိုတော့လေ ကိုကလာကြည့်ကြတာအကြောင်းငါးကျော်မှတ်နော်။ရောက်6ရက်ဆို6ရက်အများကြီးပဲလေ။ကလေးတွေအဲ့လောက်ဝန္ဒနာကြီးလိမ့်မယ်မထင်ဘူး။ဆိုအများကြီးပဲဖြစ်စေချင်တယ်လေ။ဖြစ်အောင်လဲသူတို့ကြိုးစားစေချင်တယ်။ရုပ်ဆောင်ပြောက်ဖြစ်ဖို့ဆိုတာလဲဟိုကပေါ့ဖြစ်ချင်တဲ့စိတ်ကူးနဲ့လည်းမရအောင်။အဖက်ဖက်ကပြည်စုံနေမှာလာရမယ်စတိုင်ရှိရမယ်။အဲ့လိုတိရစံနဲ့ပတ်သက်ပြီးတော့အများကြီးလေ့လာထားမှလည်းအခုလိုငွေတွေကကျေပွန်းတတိလေးတွေအချိန်တုန်းကဆိုလို့ရှိရင်အများနဲ့လေ့လာနေရတယ် အမြင်နဲ့ကိုယ့်ကိုယ်လေးလေဟိုတင်နေရတာပေါ့နော်ဘေးအရာမှဟိုမွေးရရတက်လာတာမဟုတ်တဲ့အခါကျတော့ဟိုဘေးမှာတင်ရအောင်ဆိုပတ်ဝန်းကျင်မှာပဲတင်ရတယ်အဲပတ်ဝန်းကျင်မှာကိုယ်ကျင်လေတဲ့ပတ်ဝန်းကျင်ကိုအခုအခုလူငယ်တွေတော့ဆိုယူရှင်လောကတွေဝင်မယ်ဆိုလို့ရှိရင်အခုရဲ့ဆရာပေါ့နော်ဆရာဒါရိုက်တာယူရှင်ရဲ့သူရဲ့ကူမမှာကိုယ်ကိုခေါ်ထားတယ် ဒီပေါင်းသင်းစစ်ဆန်ရေးအစဒီအိုက်တာကြီးတွေအစပြီးတော့ဟိုဆက်ဖွဲ့အစုံပေါ့နော်အဲတေဥဆောင်တယောက်ဖြစ်ဖို့အတွက်အထာရတတွေလည်းအများကြီးသင်ရတယ်ကိုယ်ပိုင်ပညာတွေရဲ့အစပေါ့နော်အဲ့လိုမျိုးနဲ့စခဲ့ရတယ်နော်မဆန်လို့ဆိုရင်ရုပ်ရှင်တန်နန်းစင်းနော်ရုပ်ရှင်ညောင်းနေရုပ်ရှင်တေဥဆောင်တန်နန်းကနေပြီးမဆန်လို့အဲ့အဲ့ဒီကနေစတယ်ကျဲပွင့်နေပေါ့အဲ့လိုပေါ့ပြင်တော့မပြင်စင်ရသေးဘူးရှူဂျူရီဖောင်တွေတော့ရောင်းနေပါပြီရုပ်ရှင်စီယုံပါလေ ဒီဇင်ဘာ9ရက်နေ့ဆိုပြိမယ်လို့လည်းကြားပါတယ်။ပေါင်ပြိမယ်ပေါ့။အဲ့ဒီမှာလည်းအဲ့လိုပဲပေါ့။ဟိုအဲစီတူဆိုတာလည်းအဲ့လိုပဲသူတို့ရဲ့ညှလင်းချက်လမ်းစာတစ်ခုပါပဲ။သူရှူကျိုးနေပြီးတော့မင်းသမီးဖြစ်သွားတဲ့လူတွေအများကြီးရှိတာ哦။အဲ့လိုဆိုတော့အဲသူတို့တွေလည်းအဲလီဂါရီတစ်ထစ်ပေါ့။ဒီနှစ်ကတော့အဲ့ဒါကကျွန်တော်တို့ဒီရပိုင်းမှာတော့ဒါကိုစီဝေးလို့ပြီးတော့စီစဉ်ရမှာပါ။အဲ့လိုဆန်နှုံးကတော့ဒီလိုပါပဲတိစုံဖြစ်ရမယ်ဆိုတော့အခြေခံပုံမှာသွားတာပါ။ ရှူဂျူဂျူလိပြရမယ်ယုတ်လေးဟိုကြည်တန်းတောက်ရှင်းနေရမယ်ပေါ့ဗျာပြီးတော့အဲ့လိုလေးအကြမ်းမောင်းလက်ကောင်းမှာသားရည်လက်လာမယ်ပေါ့နော်အကြမ်းအဲ့ဒီအကုန်လုံးနဲ့ပြည့်စုံနေဆိုလို့ရှိရင်ကျွန်တော်ရုပ်ရှင်ပညာကကျွန်တော်နောက်နောက်တစ်ပိုင်းထပ်တင်ပြီးတာပေါ့ဒီပေါ်မှာရှူဂျူစံလုံးနဲ့ပဲယူလိုက်တာပေါ့ဒါမဲ့အကုန်လုံးအထွက်ရှင်ရှိနေရမှာပေါ့အဲ့လိုမျိုးကိုခြားပြလို့လူရှင်အကုန်လုံးကနတ်သမီးနတ်သားရည်လို့လှနေရမယ်ပေါ့ဗျာအဲ့လိုမျိုးလူတွေပေါ့အဲ့အမျိုးလေးယူချလိုက်တယ်ပြီးတော့မှသူတို့ဆောင်မတက်သေးသူတို့နောက်ထပ်တင်ပြီးတယ်အဲ့အဲ့လိုမျိုးလေးတွေသွားတာပေါ့စင်မီစင်ပေါ့ ကမနစ်ကစပြီးဗုဒ္ဓင်စနစ်ပါလာတဲ့အခါမှာဗုဒ္ဓင်ကတော့ပတ်စံပြီးရတာပဲလေအဲ့အချိန်မှာဗုဒ္ဓင်မှာပါလာတဲ့လူတွေကလည်းအဲ့လိုဝင်ထည့်ပေးရတော့တာပေါ့ဗျာဒီလိုမျိုးလုံးနဲ့ကြည့်ပြီးတော့အဲကိုတဲလန့်လေးနည်းနည်းပါးပါအစဉ်ပြေရွေးထားတဲ့လူတွေပြောမှာဗုဒ္ဓင်ဘက်ကပါထပ်ပြီးတော့ပါဖြစ်လာတော့လေအဲဗုဒ္ဓင်စနစ်ကလည်းအဲအောင်မြင်ပါတယ်လို့ပြောရမယ်แต่ลูกก็มาแล้วတော့ဗျာအောင်မင်းဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံရွှေရှင် CEO တို့ fan fan ဝင်ရတာပေါ့အဲအဲ့ဒါပါ မိပညာမျိုးရဲ့ဖြစ်တဲ့အစီအစဉ်မှာဒီမှာအဲ့လိုလေမဟုတ်ဘူးဟုတ်ဆိုတာအဲ့လိုပေါ့ဥမာမနစ်ကဆိုရင်တနစ်ကဆိုရင်ကိုစင်မျိုးသမီးလေးချစ်စရာလေဒါပေမဲ့အသက်ကလေးတော်တော်ငယ်သေးတယ်73နှစ်လား74နှစ်လားအဲ့တော့ဟိုနောက်နှစ်မှပြင်ပါလို့နည်းနည်းလေးလေးဖွင့်ထွားနေတယ်လေအဲနည်းနည်းလေးအကောင်အဲ့ဖွင့်ထွားနေဖွင့်ဖြူစဲလေးဆိုတော့လေကျွန်တော်နည်းနည်းလေးညင်သွားမှာပေါ့နော်အဲနောက်နှစ်လောက်မှပြင်ခိုင်းတာပါစေတနာနဲ့ပါကိုတို့ကလေနုပညာမျိုးစက်တတိတီးတန့်လုပ်တဲ့နှစ်တောင်ရှိသေးတယ် တည်တယ်လို့လည်းနှစ်ဆိုလို့ရှိရင်ခန္ဒီကြီးသမီးတို့ပါလို့နော်အာဒီ music တတီရဲ့သားသမီးတွေကိုတက်တက်ပွဲထုတ်တဲ့နှစ်တည်းနေရှိပါတယ်2018က2018ကလာလို့တော့မဆင်တန်မင်းသားမမလို့လည်းပါတယ်ပေါ့နော်ခန္ဒီကြီးသမီးတို့အဲ့လိုမျိုးအများကြီးအများကြီးအများကြီးအဲ့လိုမျိုးပေါ့အခုလည်းအစဉ်ပြေပြေသလိုအကိုတို့ကဟိုပွဲထုတ်ပါတယ်အဲဆွဲခေါ်ပါတယ်အစဉ်ပြေပြေသလိုပေါ့နော်အဲအဲ့လိုမျိုးပေါ့အသက်ဟိုဒီတဲ့ပူလှရမယ့်အချိန်လေးကိုစောင့်ခိုင်းတာပါ အဲအဲ့လိုအဲ့လိုလေးပါအဲကိုကဖုန်းလေးစကြောင်းနေပြီဆိုတော့ရှိရတယ်တော်ဘူးလိုခမကလေးရစိတ်ဝင်စားတယ်ဖုန်းလေးရှိနေကြတာပေါ့နော်အဲလူရောဘယ်လောက်ဖြစ်နေတော့မသိသေးဘူးပေါ့ကျွန်တော်လည်းဖိတ်ခေါ်ပါတယ်ဟိုကျွန်တော်မြန်မာနိုင်ငံရွေးချယ်စီယူမှာလာမဲ့2020နဲ့5အတွက်ပေါ့နော်5အတွက်ကိုကျွန်တော်တို့ 2004တွေ့တယ်2004တွေ့တယ်2005လားအဲ့တော့အကယ်ဒမီပွဲချင်းမတော်မှာဖြစ်ပါတယ်ချင်းမမဲ့မဖြစ်တဲ့အတွက်ကြောင့်မလို့ရှူဂျူလေးခေါ်နေပါပြီရှူဂျူဖောင်တွေလည်းစပြီးတော့ဒီမှာလည်းရွေးချယ်စုမှာရောင်းနေပါပြီခေါ်နေစာရောင်းနေပြီပြီးတော့အာဒီဇင်ဘာ9ရက်နေ့မှာဖောင်ဝေးပဲလို့ပြောပါတယ်အဲ့မှာအဲ့လိုပေါ့အဲဝါသနာပါတဲ့လူအဲနောက်တော့ရှူဂျူဖြစ်ချင်တဲ့အဲဆန္နာရှိတဲ့လေဒီလာရောက်ပြီးရှောက်လာတင်ပြီးတော့ဝေရောက်ရှင်ပေမှာလို့ပြေကုန်ပါတယ်ကျေးဇူးပါကျေးဇူးပါ